ဖုံဖုံကိုတရားဟောဖို့အတွက်တောင်းဆိုလာတာဖြစ်ပါတယ်။ကြည်လိုက်တဲ့အခါမှာငငယ်ရွယ်ရွယ်နဲ့ကျွေလွင့်သွားကြတဲ့ညီငယ်ညီမငယ်လေးတွေဖြစ်ပါတယ်။အရာလေးတွေကြည့်တော့အစိတ်မကောင်းပါဘူး။တောင်းတဲ့ပုဂ္ဂိုလ်ကလည်းသူတို့အတွက်မဖြေနိုင်လို့တရားလေးနာကျင်ပါတယ်ဖုံဖုံရှိမှတောင်းဆိုလာတာဖြစ်ပါတယ်။အဲ့တော့ဗျာလောကကြီးမှာ မမြဲတဲ့လောကကြီးမှာနေကြရတဲ့အခါမှာအကုန်လုံးဟာတနေကြရင်တော့ခွဲကြရမှာဒါဟာဓမ္မတာပါပဲငါတို့ကအယူတယောက်ဟာဂျီကန်ဘေးမှာထိုင်နေတော့တောပဲအုပ်ကြီးတဟုတ်ဟာအဲ့ဒီဂျီကန်ဘေးမှာကြလာပါတယ်ကြလာတဲ့ခါကျတော့ဒီအယူဟာဒီဒီတောပဲအုပ်ကြီးကို သူ့ဘဲအုပ်ပဲလို့သူ့စိတ်ထဲမှာထင်မှတ်နေတယ် အဲ့လိုစိတ်ကိုရင်လို့ကောင်းနေတော့မှာပဲအဲ့ဒီတော့ပဲအုတ်ကြီးဟာအချိန်တန်တော့ညနေမိုးချုပ်တော့အိတ်တန်းစီကိုပြန်သွားပါလေပြန်သွားတဲ့အခါမှာဒီအယူအလေးဖြေမစီနိုင်ဘူးအချိန်မနိုင်ခဲမရတွေဖြစ်ပြီးတော့ငါဘဲတွေငါဘဲတွေငါစီကိုပြန်လာခဲ့ပါငါစီကိုပြန်လာခဲ့ပါလို့တစားစားအော်ရင်းနဲ့နောက်ကနေဒုတ်တချောင်းကိုက်ပြီးတော့တော်တဲ့ကိုလိုက်သွားပါလေအဲ့တော့တကယ်တမ်းစိတ်မှန်တဲ့သူစိတ်ကောင်းရှိတဲ့သူ မယူဘူးဆိုရင်တော့ဩဒါတွေဟာတော်တဲ့ကလာတဲ့တော်ပဲတွေပဲအချိန်တိုင်းရင်သူ့နေရာနဲ့သူပြန်သွားမှာပဲလို့သဘောပေါက်ပါပဲဒါပေမဲ့သူကယူနေတာဖြစ်တဲ့အတွက်အဲ့ဒီလိုသဘောမပေါက်နိုင်ပါဘူးကြိတ်မနိုင်ခဲမဲ့ရဖြစ်နေပါတယ်ကြကြပါတော့လေအဲ့တော့ဘုံဘုံတို့တွေမမြဲတဲ့လောကကြီးထဲမှာနေကြရတဲ့အခါမှာအကုန်လုံးကလည်းပဲငါအပိုင်းလို့တွက်ထားကြတယ်ငါသားငါသမီးငါဇနီးငါလဲလို့ ဒီလိုငါပိုင်နဲ့တွတ်ထားကြတဲ့အခါမှာတကယ်တမ်းဒီငါပိုင်ပါတယ်ဆိုတဲ့တားတဲ့သမီးတွေဇနီးတွေခင်မွန်းနေနဲ့ခွဲခွာကြရပြီဆိုတော့ဘလို့မှဖြေမစီနိုင်ဖြစ်ကြပါလေပြောချင်တာကဒါလေးကိုတည်ထားရမှာဖြစ်ပါလေအဲ့တော့ဒီသားဒီသမီးဒီဇနီးဒီခင်မွန်းကိုမပြောပါနဲ့ကိုယ်ခန္ဓာကိုယ်တောင်ကိုမပိုင်တဲ့ကိစ္စဘယ်သူကိုပိုင်ရမှာလဲပေါ့အကြောင်းမို့အားလုံးဟာ အချိန်တန်ရင် သူ့နေရာနဲ့သူပြန်သွားကြမှာပဲအချိန်မတန်လေးလို့ခဏလေးတွေးဆုံကြရတာဖြစ်ပါတယ်အဲ့တော့တွေးဆုံကြရတဲ့အခိုက်အတန့်လေးမှာတယောက်နဲ့တယောက်တဦးနဲ့တဦးဘယ်လိုဖေးမှာကူညီပြီးတော့ကောင်းမွန်ကုသိုလ်တွေပြုကြမလဲဒါပဲတွေးရမှာဖြစ်ပါတယ်အချိန်ကြရရင်တော့ကိုလည်းပဲဒီလမ်းကိုသွားရမှာပဲနောက်ပြီးကြတော့ကိုပိုင်ပါတယ်လို့တွေးထားတဲ့ဒီဇနီးတွေဒီကမွန်းတွေဒီသားတွေဒီမယားတွေအကုန်လုံးကလည်းပဲအချိန်တန်ရင် သူ့နေရာနဲ့သူပြန်သွားကြမှာပဲမပြန်ခင်နေ့မှာအကောင်းဆုံးအနေနဲ့ဘယ်လိုလက်တွဲပြီးတော့ဘယ်လိုကုသိုလ်ကောင်းမှုတွေကို ပြုကြမလဲလို့တွေးကြရမှာဖြစ်ပါတယ်အကြောင်းမို့မမြဲတဲ့လောကကြီးဘာကိုမှမပိုင်တဲ့လောကကြီးလို့သဘောပေါက်ပြီးတော့မှအားလုံးပဲဖြည့်စည်နိုင်ကြပါစေအားလုံးပဲကိုယ်စိတ်နဲ့ပြာကျမ်းမာချမ်းသာ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဗျာ